ဒီဘက်ကဒီနေ့ရောက်လာတဲ့အစီအစဉ်ဖွဲ့ဝင်အားလုံးကိုကျေးဇူးပါတယ်။အခုဒီနေ့ဆိုလို့ရှိရင်ကျမတို့မြန်မာဒီမိုကရေစီဖွဲ့ချုပ်တဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချအောင်ပါ။ဒီလိုဆုံးဖြတ်ချက်မျိုးဟာအရင်နှစ်ခေါက်ဖြတ်ချပြီးပါပြီ။1999ခုနှစ်ရွေးကောက်ပွဲဝင်ရေးမဝင်ရေးနဲ့ပတ်သက်တုန်းကတခါ2010ှမှာပပုန်တင်ရေးရွေးကောက်ပွဲဝင်ရေးမဝင်ရေးနဲ့ပတ်သက်တုန်းကတခါအဲ့ဒီနှစ်ကြိမ်ဆုံးကလေးကတုန်းကကြွားမပါခဲ့ပါဘူး။ ဒါဟာပထမဦးဆုံးဒီ၃ချိန်မှာဒါပထမဦးဆုံးကျွန်မပါဝင်ခဲ့တာပါဘယ်လိုပဲဖြစ်ဖြစ်အရင်1990ခုနှစ်ရွေးကောက်ပွဲနဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်2010ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အများရဲ့အဆုံးဖြတ်ချက်ကိုကျွန်မလက်ခံခဲ့ပါတယ်ကျွန်မကသဘောတူတာမတူတာဟာဒါအဓိကမဟုတ်ပါဘူးကျွန်မရဲ့စန္ဒာတွေလည်းရှိပါတယ်ကျွန်မရဲ့အမြင်တွေလည်းရှိပါတယ်ဒါပေမဲ့နောက်ဆုံးတော့ဒီမိုကရေစီနည်းအရအများရဲ့အဆုံးဖြတ်ချက်ကိုရက်ခံရမှာဖြစ်ပါတယ် ဲ့တော့ကျွန်မအများရဲ့ဆုံးဖြတ်ချက်ကိုလက်ခံနေဆိုတာဟာမိဂါမတ္တလက္ခဏာကိုပြောတာမဟုတ်ပါဘူးတကယ်ပဲလက်ခံနေဆိုရင်စွတ်ရောကိုပါလို့ရပါလိမ့်မယ်ဆုံးဖြတ်ချက်မချခင်မှာကိုယ့်ရဲ့အမြင်ကိုတင်ပြခြင်းနဲ့ပြင်ကြတင်ပြခြင်းတို့တင်ပြလို့ရတယ်ကိုယ်သဘောတူတာမတူတာကိုပုံမွေ့နေနေဆွေးနွေးလို့ရတယ်ဒါပေမဲ့ဆုံးဖြတ်ချက်ချပြီးပြီဆိုလို့ရှိရင်အဲ့ဒီချမှတ်တဲ့ဆုံးဖြတ်ချက်အတိုင်း စိတ်ရောကိုယ်ကလိုက်ပြီးတော့လုပ်ပြရမှာဒါဟာဒီမိုကရေစီတာဝန်တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်မအားလုံးဝင်နားလည်စေချင်ပါတယ်ဥပမာဖြစ်စဉ်1999ခုနှစ်ရွေးကောက်ပွဲဝင်ရေးကိစ္စကိုကျွန်မကိုယ်တိုင်လည်းသဘောတူခဲ့တာမဟုတ်ပါဘူးဆုံးဖြတ်ချက်ချတဲ့အချိန်မှာလည်းပါဝင်ခဲ့တာမဟုတ်ပါဘူးဒါပေမဲ့အဖွဲ့ချုပ်ကဆုံးဖြတ်ချက်ချပြီးပြီဆိုရင်အဖွဲ့ချုပ်ရဲ့လမ်းစဉ်တိုင်းကျွန်မအားလုံးလုပ်ခဲ့ပါတယ်။ရွေးကောက်ပွဲဝင်ရေးအတွက်ကိုလက်မှတ်ထိုးပြီးတော့၆ပါဆိုတော့ကျွန်မရှောက်ခဲ့တယ်။ဒါမှလည်းကျွန်မကဟိုဝင်ခွင့်မပေးခဲ့ဘူးပေါ့ နောက်ပြီးတဲ့အခါကျတော့ဝင်ခွင့်မပေးခဲ့ပေမဲ့လည်းဒီရွေးကောက်ပွဲမှာအဖွဲ့ချုပ်ကနေပြီးတော့မဲထည့်ပါလို့ပြည်သူတွေကိုဆောခဲ့တဲ့အတွက်ကျွန်မအကျဉ်းချခံနေရတဲ့အချိန်တုန်းကမဲထည့်ခဲ့ပါတယ်။ဘယ်လိုမဆိုဒီမိုကရေစီကို လေးစားတဲ့လူတိုင်းဟာတကယ်ပဲဒီမိုကရေစီစိတ်ဓာတ်ရှိတယ်ဆိုရင်အများရဲ့ဆန္ဒကိုလေးစားလိုက်နာရမယ်ဆိုတာအပြောနဲ့မဟုတ်ပါဘူးအလုံးနဲ့နောက်ဆုံးကျတော့စိတ်တွင်းကပါလေးစားလိုက်နာမှာပါကိုယ်စိတ်ကိုပါပြင်ပြရမှာဖြစ်ပါတယ် ဒီလိုလုံးမှသာဟင်ကျမတို့ဟာတကယ်စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုရှောင်နေတယ်လို့ပြောလို့ရမှာပါကိုယ်သဘောတူတဲ့ကိစ္စဆုံးဖြတ်လို့ကိုယ်ကလက်ရောတယ်ဆိုတာဒါဘာမှမထူးစမ်းပါဘူးလူတိုင်းလုံနိုင်တဲ့ကိစ္စပါအမှန်ပြောမယ်ဆိုရင်ဒီမိုကရေစီကိုမနှင့်မနှင့်မြို့တဲ့လူတွေဘလူးမျိုးကရေစီကိုမလိုလားတဲ့လူတွေတောင်မှသူတို့လုတ်ချင်တာကိုလိုက်လုတ်ဖို့ဆိုတာဝင်လေတာမဟုတ်ပါဘူးဒီမိုကရေစီရဲ့ခဲရင်တဲ့တာဝန်တစ်ခုဟာဒါပါပဲကိုကြိုက်တဲ့ဖြစ်စေမကြိုက်တဲ့ဖြစ်စေ ကိုလိုလားတဲ့ဖြစ်စေမလိုလားသည်ဖြစ်စေအများဆုံးဖြတ်ပြီဆိုလို့ရှိရင်ကောင်းအောင်မုံမွန်လိုက်နာရမှာဒေသမှာဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ဒီမိုကရေစီနိုင်ငံနေမှာရွေးကောက်ပွဲရနေပြီးတော့ရွေးထုတ်လိုက်တဲ့သူတွေကိုအစိုးရဖြစ်လက်ခံကြရတာပဲအဲဒီလိုတမရရွေးတယ်ဆိုပါတော့တမရရွေးတဲ့နိုင်ငံနေမှာဆိုလို့ရှိရင်ရွေးကောက်ပွဲရရွေးထုတ်လိုက်တဲ့တမရကို တက်လာတဲ့အခါကျရင်ဒီသမရကိုမဲမဲမပေးခဲ့တဲ့လူတွေကလည်းဒါနိုင်ငံတော်သမရလို့လက်ခံရမှာပဲဒါဒီမိုကရေစီနီးရလုခဲ့လို့ရှင်အဲ့တော့ဒီလိုဒီမိုကရေစီနီးရလုခဲ့လို့ရှင်ကိုယ့်ဘက်မှာရှုံးတဲ့အခါလည်းရှိမယ်ကိုယ့်ဘက်မှာနိုင်တဲ့အခါလည်းရှိမယ်ဆိုတော့ဒီခါလေးလက်ခံထားရမှာဖြစ်ပါတယ်အမြဲပဲနိုင်ကျင်နေတယ်ဆိုတော့ဒါဒီမိုကရေစီစိတ်ဓာတ်မဟုတ်ဘူးဆိုတော့အားလုံးဆင်ခြင်တင်ပါတယ်ဒီမိုကရေစီစိတ်ဓာတ်ဆိုတာဘာလဲဆိုတော့လူတိုင်းလူတိုင်းဟာကိုယ့်အတွေးခေါ်နဲ့လွတ်လွတ်လပ်လပ်အတွေးခေါ်ပိုင်ခွင့်ရှိတယ် ဲ့တော့လူတွေများတဲ့အခါကျတော့အတွေးခေါ်ရလဲအမျိုးမျိုးရှိတယ်သို့တော်လဲဒီဟာတွေကိုဆွေးနွေးညှိနှိုင်းပြီးတော့အဖြေရှာရမယ်ဒီဆွေးနွေးညှိနှိုင်းပြီးတော့ရှာတဲ့အဖြေပေါ်မှာအများရဲ့ဆုံးဖြတ်ချက်ကိုလေးစားလိုက်နိုင်ရမယ်ဆိုတာဒါကဒီမိုကရေစီရဲ့အနှစ်သာရလို့ရိုးရိုးလေးပြောလိုက်လို့ရှင်ဒါပါပဲအဲ့တော့ကျမတို့ဒီမိုကရေစီဒီမိုကရေစီဆိုတာပြောမယ်ပြင်မယ်ဆိုရင်ဒီကမ္ဘာကြီးမှာဒီမိုကရေစီနဲ့ပတ်သက်လို့ရေးထားတဲ့စာအုပ်စာသားတွေဟာဟိုတောင်းမကသိမ့်မကတောင်ရှိမယ်လို့ကျမထင်ပါတယ် အဲ့တမီအားလုံးကတော့တမျိုးစီတမျိုးစီပြောကြမှာပဲအခြေခံကတော့ဒါပါပဲလူတွေကတယောက်နဲ့တယောက်မတူဘူးဆိုတာလက်ခံတယ်အတွေးချင်းမတူဘူးဆိုတာလက်ခံတယ်အတွေးကိုအတွေးနဲ့ကိုလွတ်လွတ်လပ်လပ်ရှိစေရမယ်ဆိုတာလည်းလက်ခံတယ်ဒါပေမဲ့ဒီမိုကရေစီနည်းအရာအများရဲ့အဆုံးဖြတ်ချက်ကိုလေးစားလိုက်နိုင်မယ်ဆိုတာလည်းလက်ခံမှာဖြစ်ပါတယ်အထူးသဖြင့်ဒီမိုကရေစီအတွက်ဆိုပြီးတော့ထူထောင်ထားတဲ့ပါတီတစ်ခုမှဒီလိုတာဝန်ရှိပါတယ် ကျွားရဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာတကယ်တော့နိုင်ငံရေးပါတီတစ်ခုအနေနဲ့လွတ်လွတ်လပ်လပ်လှုပ်ရှားပိုင်ခွင့်ရှိခဲ့ရတဲ့အချိန်ကြီးအင်တာနက်ပါတယ်ဒီနှစ်20ကျော်ရှိပြီအဖွဲ့ကိုထူထောင်ခဲ့တာဒါပေမဲ့လည်းတကယ်တော့လွတ်လွတ်လပ်လပ်ဒီမိုကရေစီပါတီတစ်ခုအနေနဲ့ဒီမိုကရေစီနိုင်ငံရေးပါတီတစ်ခုအနေနဲ့လှုပ်ဆောင်နိုင်ခွင့်နေအင်တာမနေခဲ့ပါတယ်ဒီလိုနေခဲ့တဲ့အထက်ကကျမတို့ယုံပြီးတော့ရှင်သန်ခဲ့တယ်အဲ့ဒီအတွက်လည်းကျမကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ကျမခဏခဏ အောင်နိုင်ရင်၁၄ပါးအကြောင်းပြောပါတယ်စန္ဒဝရိယစိတ်ဓာတ်ပညာစန္ဒကတော့ရှိပြီးသားဆိုတော့ကျွန်မလက်ခံပါတယ်ကျမတို့ရဲ့အဖွဲ့ချုပ်ကိုဝင်တဲ့လူတိုင်းဟာဒီမိုကရေစီကိုရကျင်တဲ့စန္ဒရှိလို့ဝင်ကြတာပဲဝရိယရှိသလားဆိုတော့ဝရိယရှိလို့လေအခုနှစ်နှစ်20ကျော်ဆက်ပြီးတော့ရှိနေကြတာဆိုတော့ကျွန်မလက်ခံပါတယ်ဒီတော့ဘာကြံလဲဆိုတော့စိတ်ဓာတ်ပညာကျမတို့ဒီမိုကရေစီအတွက်ဆက်ပြီးကြိုးပမ်းနေသွားတဲ့အခါမှာ မှန်ကန်တဲ့စိတ်ဓာတ်ရှိဖို့လိုပါတယ်။ပညာလည်းရှိဖို့လိုပါတယ်။အခုအခုခေတ်ဟာပညာဘဟုတုတ္တဖြစ်ကြပါ။အဲ့တော့ကျမတို့ဘယ်လိုဆုံးဖြတ်ချက်ပဲခြားခြားစိတ်ဓာတ်ကမှန်ရမယ်။အာဂရကင်းလို့ရမယ်။အဂရိတရားတွေကနေပြီးတော့ကင်းလို့ရမယ်။အဲ့တော့ကျမတို့ဟာအဂရိတရား၄ပါးကနေကင်းလို့ပြီးတော့ဆုံးဖြတ်ချက်ကိုခြားရမယ်။နောက်ပြီးတော့ပညာပညာနဲ့သုံးသက်သုံးသက်ရမယ်။ကျမတို့အခုလုပ်နေတာဟာ နိုင်ငံရဲ့အနာဂတ်အတွက်လုပ်နေတာပဲဒီတော့နိုင်ငံရဲ့အနာဂတ်ကိုဘယ်လိုလုပ်တင်လဲဆိုတာလုံနီးလုံထုံနီးတွေအမျိုးမျိုးရှိတယ်အထက်မှာလက်တွေ့ကြကြဘယ်လိုနီးတွေ ਨੇ အခုအချိန်ခါမှာအကောင်းဆုံးလုံထိုင်မယ်ဆိုတာကိုအဲ့ဒါကိုစဉ်းစားပြီးတော့ဆုံးဖြတ်မှာဖြစ်ပါတယ်ကျမရဲ့အမြင်သဘောထားတွေကိုကျမနောက်ဆုံးမှပြောပါမယ်ဒီလိုဘာဖြစ်လို့ကျမပြောတာလဲဆိုတော့ကျမရဲ့ဩဇာအကြောင်းမလို့အားလုံးကပြီးတော့ဝိုင်းပြီးတော့ဒီဘက်ကိုဖြစ်ဖြစ်ဟိုဘက်ကိုဖြစ်ဖြစ်လိုက်ရပါတယ်ဆိုတော့ကျမအပြောမခံချင်ပါဘူး ဒါကြောင့်မလို့ကျမအနေနဲ့ဘယ်လိုသဘောထားရှိတယ်ဆိုတာကိုအလုံးဒီ CC တွေကနေပြီးတော့ဆွေးနွေးပြီးတဲ့အခါမှာကျမပြောပါမယ်။ဒါပေမဲ့ဆုံးဖြတ်ချက်များမှာကျမကကပြောတယ်လို့ပဲကျမတို့လူတွေဟာဒီမိုကရေစီရကြီးရှိရတဲ့ဆန္ဒရှိပြီးဆိုတော့ကျမတို့ယုံကြည်တယ်။ဝရိယရှိတယ်ဆိုတော့ယုံကြည်တယ်။မှန်ကန်တဲ့စိတ်ဓာတ်နဲ့ပညာရှိပြီးပြီးချင်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 းတည်တည်ချာချာအခြေအနေကိုမှန်မှန်ကန်ကန်သုံးသပ်ပြီးတော့အဂတိတရား၄ပါး ကင်းဝေးစွာနဲ့ဆုံးဖြတ်ချက်ချပါလို့ကျွန်မအဲ့လိုပဲမြစ်တာရခန့်ချင်ပါတယ်။ဒါဟာကျွန်မတို့ရဲ့ပါတီရဲ့အနာဂတ်အတွက်ကျွန်မတို့လုပ်နေတဲ့ကိစ္စမဟုတ်ပါဘူး။ဒီမိုကရေစီလှုပ်ရှားမှုတစ်ခုတည်းရဲ့အနာဂတ်အတွက်လည်းကျွန်မတို့လုပ်နေတာမဟုတ်ပါဘူး။ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက်ကျွန်မတို့လုပ်နေတာဆိုတာအဲ့ဒါကိုတော့ဆွဲဆွဲမြင်းမြင်းခေါင်းထဲမှာထားစေချင်ပါတယ်။တာဝန်တည်တည်နဲ့ဆုံးဖြတ်ချက်ကိုချပါ။ကိုတာဝန်ဟာကိုမှန်တယ်ထင်တဲ့လမ်းကိုရဲရဲဝင်းဝင်းရှောက်ဖို့ ဒါနံပါတ်1တောင်းတယ်ဒါပေမဲ့မှန်တဲ့လမ်းကိုရှောက်မယ်ဆိုတဲ့အထက်မှာဒီဒီမိုကရေစီပါတီနဲ့တူတူလက်တွဲမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကပါပြီးသားဆိုတာလည်းမမေ့ပါနဲ့ဒီတော့ကိုယ့်ရဲ့စန္ဒားနဲ့မကိုက်နေတဲ့ဆုံးဖြတ်ချက်ဖြစ်စေကမူအများရဲ့ဆုံးဖြတ်ချက်ဆိုလို့ရှိရင်စိတ်ရောကိုယ်ပါတကယ်ကိုထက်ထက်တန်တန်နဲ့ဆုံးဒီဆုံးဖြတ်ချက်ကို ထောက်ခံပြီးတော့အကောင့်ထဲပို့ဖို့လုပ်ပေးသွားစေချင်ပါတယ် ဲ့ဒီလိုလုံးမှာပဲကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလုံငန်းတွေဟာအောင်မြင်မှာဖြစ်ပါတယ်တယောက်တစ်ပေါက်လုံနေလို့တော့အောင်မြင်မှာမဟုတ်ပါဘူးအဲကျမတို့ကတော့မှန်ကန်နေထင်လို့ရှိလို့ရှိရင်စွန့်စားပြီးတော့လုံးအောင်မှာပဲသို့တော်ညာလဲဒီမတို့အားလုံးဟာဥဒုဇဉ်လူသားတွေမဟုတ်လို့အမားမရှိဘူးလို့ပြောလို့မရပါဘူးဆုံးဖြတ်ချက်တွေဟာမှန်လဲမှန်နိုင်တယ်မှားလဲမှားနိုင်တယ်ဒါပေမဲ့အမားဆိုတာလဲပြင်လို့မရတာမဟုတ်ပါဘူး အမှန်ဆိုတာလဲငါမှန်ပြီဟဲ့ဆိုပြီးတော့ထိုင်ပြီးတော့လုံရလို့ဆက်ပြီးမှန်သွားမှာမဟုတ်ပါဘူး။တစ်ချိန်လုံးအခြေအနေကိုတနေ့နဲ့တနေ့သုံးသပ်သွားပြီးတော့လုတ်တင်တာကိုဆက်လုတ်သွားမှာပါ။ငါမှန်ပြီငါတို့မှန်ပြီဆိုပြီးတော့ဆက်ပြီးတော့ဒီမှန်ကန်တဲ့အပေါ်မှာတို့တက်မှုရအောင်မလုံနိုင်လို့ရှိရင်လည်းဒါဟာကုသိုလ်ရဲ့အကုသိုလ်ဖြစ်တယ်လို့ပဲပြောရမှာပေါ့။မှားတယ်ဆိုလို့ရှိရင်လည်းဒီအမှားပေါ်မှာခြေခံပြီးတော့သင်္ကန်းစာယူပြီးတော့ဆက်လုပ်ပြီးတော့ပြုပြင်သွားမယ်ဆိုလို့ရှိရင်လည်းဒါ အကုသိုလ်ရဲ့ကုသိုလ်လာတဲ့အမှားမျိုးဖြစ်သွားမှာပဲဒါကြောင့်အားလုံးဟာရဲရဲဝင့်ဝင့်နဲ့မှန်ကန်တဲ့လမ်းလို့မြင်တဲ့လမ်းကိုရှောက်ဖို့ပြင်ဆင်ကြပါကျမတို့ဒီမှာပြောတဲ့အခါမှာကိုတူတူတယောက်အတွက်မဟုတ်ကိုရဲ့အုပ်စုလေးအတွက်မဟုတ်ကိုမြို့မြို့နယ်အတွက်မဟုတ်ကိုတိုင်းအတွက်ကိုပြည်နယ်အတွက်မဟုတ်ဖဲနဲ့ကျမတို့တနိုင်ငံလုံးအတွက်စဉ်းစားပြီးတော့ဆုံးဖြတ်ချက်ချပါကြပါလို့ကျမမြတ်တရားခံကြပါတယ်ယေရှုတင်ပါ